မမရပါဘူးငိုပြီးတော့လာမပြတော့နဲ့တော်ပြီးမကြည့်နိုင်ဘူးတဲ့အဲ့လိုမျိုးပေါ့နော်ဟိုကိုလည်းအာမြေကြီးပါဝဲပြီးတော့ဖြစ်တယ်ပေါ့နော်ခံစားရတယ်ပေါ့ခံစားရတယ်ဆိုအဲ့လိုအဲခလေးနွေငယ်သေးတော့ချစ်တာပေါ့အဲ့လိုတနာရတာပေါ့နော်သူဖအေးမြစ်တာရစေချင်တယ်ပေါ့ဒါပေမဲ့နောက်ပိုင်းကျမှတိလာတာခလေးကအဲအထီးကျန်တယ်လို့လေးခံစားရတာပေါ့နော်ဟိုဒီတချို့ကလေးတွေလည်းရှိတယ်တချို့ကလေးလေးတွေလည်းဟိုဒါပေမဲ့ ူကတော့နည်းနည်းထူးထူးခြားခြားလေးဖြစ်နေရပေါ့ထူးထူးခြားခြားလေးဖြစ်နေအချို့ကလေးတွေကြတော့အဲသူတို့အရင်ဒီမိုရှင်တွေကိုထုတ်မပြဘူးပေါ့အဲအဲ့လိုမျိုးလေးတော့ရှိရပါဟုတ် Artemis Universe Insight ပေါ့နော်အကျူကတော့ဒီ Glory Talent Sam Moran Agency ရဲ့ founder ပေါ့နော် Artemis Universe Insight ကကြတော့ဂျူဒီပထမဆုံးအကြိမ်အဲစလုပ်တဲ့ပွဲလေးပေါ့နော်အာဒီပွဲလေးကအခု၈ရက်နေ့ကတော့ Media Contract ကို Novo ထဲမှာလုပ်ပြီးသွားပါပြီအာဒီနေ့ကကြတော့ Swimsuit Challenge အဲ့ဒါလေးကတော့ဒီ Golden Empire Hotel လေးမှာလုပ်တာပါဟုတ်အာ Final ကတော့ April 6လောက်ကိုလုပ်ဖြစ်မယ်ပေါ့နော်အဲ့ဒါကတော့ Novo ထဲဖြစ်ရင်ဖြစ်မယ်မဖြစ်ရင်အဲဒီ ်ပက်ရာရဲ့သို့မဟုတ်အဲဆက်မပတ်ပြူပေါ့အဲ့ဒီမှာပေါ့နော်အခုတော့ရက်ကလေးတွေညှိနေတာပေါ့ဟိုရက်လေးတွေပြည့်နေတယ်ဆိုတော့ဟုတ်အဲ့လိုလေးလောက်ထားပါတယ်ညီမလေးရှိမှကလေးကအလုံးအဲစကားတင်ပြန်ရွေးချယ်လိုက်တာ19ရောက်တော့ရှိပါတယ်ဘလိုလေးနဲ့ရွေးချယ်သူတို့ကိုပေါ့နော်ဟိုအဆင်ဆင်ပေါ့တခုပြီးတခုတိတ်တိတ်ချာချာလေးအဲဟိုသူတို့ရွေးချယ်ထားတယ်ပေါ့မိုးဆက်ချိုကကြတော့အဲသူ့အကြောင်းလေးကအဲ့လိုကိုလည်းအဖေချစ်တယ်ဆိုတော့နော်အဖေချစ်တယ်ဆိုတော့သူ့ချစ်တယ်ပေါ့ချစ်တယ် ူ့အင်တာဗျူးစတတ်တဲ့ရက်ဆိုရင်အင်တာဗျူးကိုကြည့်ပြီးတော့ဟိုဂျူးမမေကိုတော့ပြတာမမေရပါငိုပြီးတော့မမေရပါငိုပြီးတော့လာမပြတော့နဲ့တော်ပြီးမကြည့်နိုင်ဘူးတဲ့အဲ့လိုမျိုးပေါ့နော်ဟိုကိုလည်းအာမြေကြီးပါဝဲပြီးတော့ဖြစ်တယ်ပေါ့နော်ခံစားရတယ်ပေါ့ခံစားရတယ်ဆိုအဲ့လိုအဲခလေးနွေငယ်သေးတော့ချစ်တာပေါ့အဲ့လိုတနာရတာပေါ့နော်သူဖအေးမြစ်တာရစေချင်အဲရှိရရှိတာပေါ့ဒါကတကယ်ဟိုဖခင်မြစ်တာဆိုတာက ဟိုပြောမယ်ဆိုရင်တော့အပင်တစ်ပင်တစ်ပင်ရဲ့ရေပဲလေဘယ်တော့ပဲပေါင်းတင်တယ်ရေမလောင်းဘာမှဖြစ်လာမှာမဟုတ်တလို့ပေါ့နော်စိတ်တန်ရာတွေရှိရပေါ့နော်အဲ့တော့ဟိုဖခင်မြတ်တာအရန်အရေးကြီးပါတယ်တော်တော်အရေးကြီးတယ်အအများကြီးအရေးကြီးတယ်အရေးအကြီးဆုံးအချက်ပါပဲဒါဖခင်မြတ်တာဆိုတာကသားသမီးတိုင်းအတွက်ပို့ပြီးတော့အရေးကြီးတယ်လို့သမီးမိန်းကလေးတွေအတွက်ပို့ပြီးတော့အရေးကြီးပါတယ်မသိဘူးစောစောချင်းကကြတော့အဲ့လိုပေါ့နော်သူက ဟဲ့စားတတိတိပို့တာပို့တော့ယူကကျတော့ကလေးတွေပေါ့နော်အဲ့လိုများတော့ဟိုဟဲ့ပို့ပြန်မီပို့ပြန်မီအဲ့နဲ့တရက်ကြဲကြတယ်ကြာအခုလည်းဟိုယူမန်နေဂျာကိုပြောလိုက်တယ်ပေါ့နော်အဲမမဟိုစားလေးတွေမပို့ပါနဲ့အဲပြောအခုမန်နေဂျာကနေပြော မပို့ပါနဲ့မမအလုပ်တွေရှုပ်လို့ပေါ့ဘာလို့ဆိုဟို glory talent sample agency ကလည်းများတယ်ပေါ့နော်ဒီ miss ပွဲကလည်းများတော့ဟိုချက်ပေါက်ကစားတယ်ဆိုတချို့လုပ်ငန်းအနေနဲ့လုပ်တဲ့အလုပ်တွေဆိုဟိုပေါက်စီရောက်သွားတယ် ဲ့လိုမျိုးပေါ့ရောက်သွားတယ်ဆိုတော့အဲအဲ့လိုမျိုးတွေဖြစ်တဲ့အချိန်ကြတော့မပို့နေပေါ့ဒါပေမဲ့နောက်ပိုင်းကျမှသိလာတာခလေးကအဲအထီးကျန်တယ်လို့လေးခံစားရတာပေါ့နော်ဟိုဒီတချို့ကလေးတွေလည်းရှိတယ်တချို့ကလေးလေးတွေလည်းဟိုဒါပေမဲ့သူကတော့နည်းနည်းထူးထူးခြားခြားလေးဖြစ်နေရပေါ့ထူးထူးခြားခြားလေးဖြစ်နေတယ်အချို့ကလေးတွေကြတော့အဲသူတို့အရင်ဒီမို့ ကျရှင်တွေကိုထုတ်မပြဘူးပေါ့အဲအဲ့လိုမျိုးလေးတော့ရှိရပါဟုတ်အဲ तू ကဘာစားပြီးပေါ့ဆိုတော့အဲ့လိုမျိုးပေါ့အဲတီချဲရေးတမိဒါကိုလောက်ရမလားဒါကိုမလောက်ရဘူးလားအတီချဲဒီဟာလေးကကောင်းလားဒီကိန်းကြီးလေးကကောင်းလားအဲ तू ကတော့သူ့ကိစ္စလေးတွေပြောတာဒါပေမဲ့အဲ့ပေါ့အဲကလေးလေးတယောက်အနေနဲ့ကတော့ तू အကြံဉာဏ်တောင်းတဲ့ပုံစံမျိုးလေးပေါ့အဲအဲ့လိုမျိုးလေးပေါ့ဟုတ်အဲ तू တခါတလေကြရင်တော့အဲ့လိုတငယ်ချင်းတွေဆိုတက်ကြရအဲ့တခါကြရင်လည်းနည်းနည်းငင်းငင်းငန်ငန်လေးရောရှိရပါပေါ့အဲ့လိုအော်ဂျူးစီရောက်လာတော့ဂျူးတို့တော်ဝင်စင်နာမှာအဲတင်းနှံပေါ့ PCC နဲ့ Joy Joyce လို့ပြီးအဲ့ဒီ Swiss Tide လို့နဲ့တင်တဲ့တင်တန်းလေးမှာသူစရောက်လာတာပေါ့ Member Cup Member စာချုပ်လာလောက်တာပေါ့ ဲ့အချိန်မှာ तू ရောက်လာတော့ तू ကအစားချုပ်လာလောက်တာလောက်ပြီးတော့တငယ်ချင်းတွေကို तू ကြည့်ပြီးတော့ဒီကြောက်တင်းနှန်းလေးကို तू တက်ချင်တာတက်ချင်တော့ကျူကစာတင်နေနေသူ့ကိုကြည့်လိုက်တော့တမိတင်းနှန်းမဘာကလာလောက်လာဟုတ်ကဲ့တဲ့တမိပြန်တော့มาတယ်သူပြန်ချင်တယ်ဒါပေမဲ့တင်းနှန်းလေးတက်ချင်တယ်အဲ့တမိတက်သွားလေလို့တနန်းတက်သွားလေဆိုတော့ तू ပျော်သွားအဲ့မှာ तू အဲဒီ euro ရှီကနေ activity တွေလုပ်တယ်တယောက်ဆောင်တာလေးတွေလုပ်တော့ तू တေချာစိတ်ဝင်စားနေလုပ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတခြားကလေးတွေကလည်းလုပ်ပါတယ်အကုန်လုံးလုပ်ကြတယ်အဲ့လိုမျိုးလေးပေါ့အဲ့လိုလေးရှိပါတယ်ဟုတ်ဟုတ်တယ် သူ့အင်တာဗျူးကြည့်မှာပဲသိရပါဘူး။အဲအဲ့တော့အဲ့ဟောရတာ။အဲ့ဟောရဆိုတာဒါမျိုးတွေတော့ဖြစ်တတ်ပါတယ်အများကြီးပါပဲ။တယောက်တစ်မျိုးစီပေါ့။ဟုတ်ကလေးတွေများတော့ပုံများတယ်။ကိစ္စတွေကဟုတ်အဲအပ်ပေးပါတယ်။ဂျူကတော့ဒီကလေးတွေအကုန်လုံးကိုဆိုရင်ဒီ အာညီညီဆိုတဲ့တယောက်လည်းရှိတယ်ပြီးတော့ညီမလေးခိုင်ထိတ်ထားတို့မောင်လေးဖြိုးမင်းပိုင်တို့ကလည်းဝိုင်းကူနေရဆိုသူတို့ကတေချာချက်မှတ်ပေးတယ်ဂျူးကကြောက်ရှေ့ရ RAM ပေါ့သူတို့ဂျူးရှေ့ရ RAM ပြီးသူတို့နောက်ကိုလှည့်ကြည့်စရာမလိုအောင်သူက RAM ပေးတယ်အဲ့တော့ညီညီဆိုရင်လည်းအာကလေးတွေဘယ်ချိန်ရအဲ့ဒီကန့်ကာလာမှာဘယ်ချိန်ဆိုရင်ဖုန်းမတုံးအောင်ဘယ်ချိန်ဆိုအိတ်ကမယ်ဘယ်ချိန်ဆိုရင်နှက်ခန့်နေရစား ဘယ်အရာမဲဆိုရမယ်လို့ဖိုင်းကြီးကောင်းတဲ့ဟိုစုအစောဆုံးရောက်တဲ့လူကိုစုပေးရအောင်ဆုံးနောက်ကျတဲ့လူကိုဒဏ်ခတ်တယ်အဲ့လိုမျိုးတွေနဲ့သွားတာဆိုတော့လေအဲသူတို့တေချာစည်းကမ်းနေလေလိုက်နာတယ်သူတို့လည်းခွန်အားပေးရတာပေါ့နော်ပြိုင်ပွဲဝင်နေဆိုတော့ဟိုတယောက်တည်းကိုခဲလုတ်တယ် queue site တဲ့ဆိုရင်တချို့ကလေးတွေမှာစိတ်ပုံစံလေးဖြစ်မှာစွင်လဲမျှဆူတယ်ချီချူရလည်းအကုန်လုံးမျှပြီးချီချူအဲ့လိုလေးတွေလောက်ရတာပေါ့အောင်မြင်စေချင်တယ်လေနော်ကလေးတွေအကုန်လုံးစူးစမ်းတဲ့သူကိုစူးစမ်းမှုနဲ့ထိုက်တန်ပြီးအောင်မြင်စေချင်သလိုအဲဖခင်မြတ်တာငတ်နေတဲ့သူကိုဖခင်မြတ်တာရစေချင်တယ်